VPV ကကြည့်ရှုနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။မင်္ဂလာပါရှင်။ဒီကနေ့ဇန်နဝါရီလ5ရက်နေ့မှာထွက်ရှိလာတဲ့သတင်းစာကြားနေတဲ့ကစိတ်ဝင်စားပွဲရသတင်းတွေ၊အကောင်းထည်ရသတင်းတွေကိုတင်ဆက်ပေးသွားမယ်။သတင်းစာပေါ်ကဖက်ဆက်များစီစဉ်ကိုစတင်မှာပဲဖြစ်ပါတယ်။ဒီစီစဉ်ကိုတော့ကျမမီဒီချန်နဲ့အတူကျမခိုင်ပဲနူးကတင်ဆက်ပေးသွားမှာပါရှင်။ဟုတ်ကဲ့။မလေးအမားတို့စမှာသတင်းစာတွေလည်းရောက်နေပြီဆိုတော့ အမအရင်ဆုံးဒီနေ့တင်ထားတဲ့သတင်းစာရေးချန်နယ်တွေကခေါင်းစည်းပိုင်းလေးတွေကိုဖတ်ပြမှာဖြစ်ပါတယ်။ဒီ7နေ့မှာတင်ထားတဲ့ဟာကတော့ဒီနေ့မနေ့ကဒေါအောင်ဆန်းစုကြည်ပေါ့နော်လူလက်ရင်းနေမှာပြောသွားတဲ့ဟာတွေကသူထူးခြားတဲ့အချက်ကိုခေါင်းစစ်တင်ပြီးရေးထားတာပါ။အဲ့ဒါကဘာလဲဆိုတော့သူ့ကိုဝင်ကြီးနေရာရဖို့အတွက် စာရေးတောင်းဆိုတာရှိတယ်လို့ထင်ပါတယ်ပေါ့နော်။အဲ့ဒါကိုပြောထားတာပါ။ဒီမှာပြောထားတာက ဝင်ကြီးနေရာရရှိရန်နဲ့ထပ်မံစာရေးတောင်းဆိုပါကပါတီစည်းကမ်းအတိုင်းပြက်ပြက်တသားရေးယူမယ်ဆိုပြီးတောင်းဆန်းစုကြည်ကတတိပေးလိုက်တယ်ဆိုတဲ့သတင်းကို70ကကောင်းစင်တင်ထားတာပါဒီမှာဒီမိုကရေစီ2ဒေးမှာတော့အခုလက်ရှိကခရီးသွားရာသီဖြစ်တဲ့အတွက်ဒီကြိုက်ထီးဟိုးဖျားပေါ်မှာခရီးသွားသူတွေစမတမ်းများပြားနေရဆိုတဲ့ဟာပေါ့နော်နောက်တော့သူဘလို့ရေးထားလဲဆိုရင်ရုံရက်ရှိတဲ့ရုံပိတ်ရက်ကြောင့်တဲ့ကြိုက်သီးဟိုဖျားဖူးသူအစမတန်များပြနေတဲ့ရှင်မင်းတော်ပေါ်မှာခြေချစရာမရှိလောက်အောင်များပြနေတဲ့အတွက် တဲခိုနေထိုင်ရဲ့အခက်အခဲတွေကြုံတွေ့နေရတယ်ဆိုပြီးတော့ပြောဆိုထားတာဖြစ်ပါတယ်။နောက်ထပ်ဒီကုမှုဒွာပေါ့နော်။ကုမှုဒွာကတော့ဒီ channel channel မှာရေးထားတာကတော့နိုင်ငံပိုင်သတင်းစာတွေတဲ့ဆက်လက်ရှိနေတင်သလားဆိုတဲ့အားကိုအတီးတီးခေါင်းစဉ်တင်ထားကြတာဖြစ်ပါတယ်ရှင့်။ဟုတ်ကဲ့ပါ။နောက်ထပ်အိဒါအဘောကောညီမပါရေးထားလဲ။အိဒါအဘောအနေနဲ့ပေါ့နော်။ညီမဒီ daily 11နဲ့အိဒါအဘောလေးကိုရွေးချယ်ထားပါတယ်။ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်တဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ဟူသည်တဲ့တခြားသူများကိုကိုစားပြုပြောဆိုရဲရွေးချယ်ခံရသူဖြစ်သည်တဲ့မီဒီယာများရဲ့ဖော်ပြချက်ကအရေးပါလာတဲ့မျက်မှောက်ကမ္ဘာလောကမှာအဖွဲ့အစည်းပေါင်းများစွာတို့သည်ပုံမှန် journalism ဆက်သွယ်ရေးပြည်သူဆက်ဆံရေးနဲ့ပြည်သူရေးရာကိစ္စများနဲ့ပတ်သက်ပြီးတော့တဲ့တင်နန်းတက်ထားတဲ့ professional သမားများကိုခန့်ထားရန်ပို၍လိုလားကြသည်တဲ့အများပြည်သူသိရှိအောင်ထုတ်ပြန်ကြေညာချက်များကိုအသင့်တော်ဆုံးလမ်းကြောင်းမှတစ်ဆင့်အသင့်တော်ဆုံးပုံစံဖြင့်ပြုလုပ်နိုင်စေရေးတေချာစေရန်လိုအပ်သည်တဲ့ မိမိပေးလိုတဲ့အချက်လက်များကိုအထူးရောက်ဆုံးပေးနိုင်ရတဲ့မလိုလားတဲ့အတဲ့အချက်လက်များကြောင့်တဲ့ထိခိုက်နိုင်မှုတွေကိုလည်းအတက်နိုင်ဆုံးလျှော့ချရန်ဖြစ်သည်တဲ့ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ဟူသည်မိမိကိုယ်ပိုင်ထင်မြင်ချက်သို့မဟုတ်ကိုယ်ပိုင်ထောက်ခံအတည်ပြုချက်တွေကိုပေးသူနဲ့မတူဘဲနဲ့တဲ့သက်ဆိုင်ရာအဖွဲ့အစည်းရဲ့အနေအထားများအတွက်သစ္စာရှိစွာနဲ့ကိုစားပြုမှုနဲ့ထောက်ခံအကြံပြုမှုကိုပေးရသည်ထို့ကြောင့်ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်များကိုအထွေထွေသဘောအရအတွေ့အကြုံရှိသောဝါရင်သောအဖွဲ့အစည်းရဲ့ရှိမန်းချက်တွေကိုထောက်ခံသည်ဆိုပြီးတော့ တင်ကြားရတဲ့သူတွေတည်းကနေပြီးရွေးချယ်ရတယ်တဲ့အဖွဲ့အစည်းတရက်ကို CEO ဥက္ကဋ္ဌဗန္ဒိုင်အကြီးကအကြံပေးပုဂ္ဂိုလ်ပြင်ပဥပဒေအကြံပေးအစရှိသူတို့ကလည်းလူသိရှင်ကြားကိုစားပြုလိရှိသည်တဲ့နိုင်ငံရေးပါတီသို့မဟုတ်အစိုးရအဖွဲ့ကဲ့သို့တဲ့ကြီးမားတဲ့အဖွဲ့အစည်းများမှာဆိုရင်တင်ကြားရအတွင်းဝင်များသည်တဲ့ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်များဖြစ်ထမ်းဆောင်လိရှိသည် press secretary များသည့်တဲ့သတင်းမီဒီယာများနဲ့မိတို့မိဘုံဆက်ဆံရမည်ကိုအကြံပြုတဲ့အကြီးတန်းအကြံပေးပုဂ္ဂိုလ်များဖြစ်ကြသည်တဲ့ သူတို့ဒီသတင်းစီမံခန့်ခွဲမှုနီးစနစ်တွေကိုအသုံးပြုပြီးတော့မိမိကိုအလုတ်ခံထားသူသို့မဟုတ်အလုတ်ခံထားတဲ့အဖွဲ့အစည်းကိုအများပြည်သူအကောင့်မြင်အောင်နဲ့မီယာများရဲ့မကောင်းရှိသားချက်များကိုရှောင်ရှားနိုင်အောင်ကူညီရသည်တဲ့အစိုးရအဖွဲ့အစည်းများစွာတို့သည် press secretary များထားရှိကြသည် press secretary များသည်တဲ့အဖွဲ့အစည်းအတွင်းအထူးအပြစ်ပြက်များဒါမှမဟုတ်ရင်အထူးအကြောင်းကိစ္စများရှိပါကမီဒီယာများကိုထုတ်ပြန်ကြေညာချက်များကိုပေးရသည်ထို့ကြောင့်သူတို့ဟာတဲ့ ်သက်ဆိုင်ရာ institution တို့မဟုတ်အဖွဲ့အစည်းနဲ့ပတ်သက်ပြီးတော့ကြီးမားသောဘူတုဒ္ဒရှိရမည်ဖြစ်ပြီးအဖွဲ့အစည်းရဲ့မူဝါဒများနဲ့ပတ်သက်၍လကောက်သက်ဆိုင်ရာအကြောင်းအရာအပေါ်အမြင်များနဲ့ပတ်သက်၍လကောက်တက္ကနာဖြစ်စေသောမေကုများ၌တဲ့အဖွဲ့အစည်းရဲ့တရားဝင်ယက်တီချက်နဲ့ပတ်သက်၍လကောက်ရှင်းပြနိုင်ရမည်ဖြစ်သည်တဲ့ထို့ကြောင့်ကြီးမားသော institution တို့မဟုတ်အဖွဲ့အစည်းတရဲ့အနေနဲ့ကျွမ်းကျင်လိမ္မာသောပြောရေးဆိုခွင့်ရှိသူတို့မဟုတ်ပြန်ကြားရေးအတွင်းဝင်ထားရှိရန်လိုအပ်ပြီးတော့အဖွဲ့အစည်းကိုအများပြည်သူအကောင်းမြင်နိုင်ရေးနဲ့ မီဒီယာတွေရဲ့မကောင်းရေးသားချက်တွေကိုရှောင်ရှားနိုင်ရတဲ့အတွက်ထိုသူရဲ့ပြောဆိုချက်များကအရေးကြီးသောအခန်းကဏ္ဍမှာပါဝင်နိုင်ကြောင်းနဲ့ Daily 11သတင်းစာကရှင်းတာအပ်တယ်ဆိုပြီးတော့ဖော်ပြထားတာဖြစ်ပါတယ်။ဟုတ်ပါတယ်။မအားအရေးကြအောင်ပေါ်ဖတ်တယ်ဆိုတော့ဗောနော်ဒီ channel တွေရဲ့သူတို့ရဲ့ဒီလက်ရှိဖြစ်နေတဲ့ဟာတွေကိုသူကထုတ်ပြီးတော့အရာပေါ်နေနေရေးရပါတော့ဒီမှာဆိုတော့ဒါပြောရေးဆိုခွင့်ရှိတဲ့ပုံကူကဒီမြန်မာနိုင်ငံမှာအဓိကလိုအပ်တယ်ဆိုတဲ့ဟာပေါ့နော်အခုမှတော့ဂျာနယ်တွေဒီမီဒီယာတွေမှာတွေ့နေရတာက မပြောနိုင်တဲ့သူတွေတွေ့နေရတယ်မသိတဲ့သူတွေတွေ့နေရတယ်အဲ့ဒီအခြေအနေကိုပေါ့နော် daily level ကဒီချိုင်လေးကြီးပြထားတာလည်းဖြစ်ပါရဲ့ရှင့်ဟုတ်ကဲ့နောက်ထပ်သတင်းတစ်ခုအနေနဲ့ကတော့ဒီဆန်တော်ချိန်ပေါ့နော်ဆန်တော်ချိန်ကသတင်းကိုဖော်ပြကြမှာဒါကထိုင်းရောက်မြန်မာလူသားတွေရဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လည်းအရေးကြီးတဲ့သတင်းလေးပါဒီမှာပြောထားတယ်ထိုင်းရောက်မြန်မာလူသားတွေရဲ့ဗီဇာတက်တန်းကိစ္စတဲ့နှစ်နိုင်ငံတာဝန်ရှိသူတွေရန်ကုန်မှာဆွေးနွေးကြမယ်ဆိုတဲ့သတင်းမှာ ထိုင်းနိုင်ငံကိုသွားရောက်လုလုကင်နေတဲ့ရွှေပြောင်းမြန်မာလူသားတွေရဲ့ဗီဇာတက်တဲ့ကိစ္စအပါအဝင်ရွှေပြောင်းအလုပ်သမားအရေးကိစ္စနဲ့ပတ်သက်ပြီးတော့တထိုင်းနဲ့မြန်မာနှစ်နိုင်ငံဒီပေါ်တော့တာဝန်ရှိသူတွေကဇန်နဝါရီ၈ရက်နေ့ရန်ကုန်မြို့မှာဆွေးနွေးသွားမှာဖြစ်ပါတယ်။ဒီဆွေးနွေးမဲ့သူတွေကတော့ဒီအလုပ်သမားအလုပ်ကိုင်တဲ့လူမှုဖူလုံရေးဝန်ကြီးဌာနကဦးဆောင်ပြီးတော့ဆွေးနွေးသွားမယ်ဆိုပြီးတော့ဒီဥမျိုးအောင်ပေါ့နော်အတွင်းဝင်ကပြောထားတာဖြစ်ပါတယ်။ ်မှာသူပြောထားပါတယ်နှစ်နိုင်ငံဆွေးနွေးမှာကတဲ့ဇန်နဝါရီ၈ရက်နဲ့၉ရက်ပါတဲ့သူတို့ဘက်ကညွှန်ကြုံလောက်တော့ပါမှာပေါ့တဲ့ဗီဇာတစ်ခုလည်းမဟုတ်ဘူး၈မျိုးလောက်ရှိရဲ့ MOU ထိုးတဲ့ကိစ္စတွေမြေသူမြေဝါဖြစ်ကြောင်းတသက်ကံ လက်မှတ်ခက်အတားတွေအတည်ပြုဖို့ကိစ္စတပ်တန်းတွေထပ်တိုးပေးဖို့ကိစ္စနဲ့ MOU နဲ့ပတ်သက်ပြီးတော့တဲ့ MOU ကမကောင်းဘူးလို့ပြောတာရှိရဲဆိုတော့ဘာကမကောင်းတာလဲဆိုတာတွေအလုတ်ခေါ်စာတွေလူတာထပ်ပို့ပြီးတော့ဘာလို့ပေးနေရတာလဲဆိုတဲ့ကိစ္စတွေတကယ်ဆိုတရားပဲလူတာကို200လောက်ခေါ်နေတာတွေဒါတွေလည်းပါမယ်ဆိုပြီးတော့ဦးမြောင်ကပြောဆိုထားတာပါ ဗီဇာသက်တမ်းနဲ့ပတ်သက်ပြီးတော့တဲ့6နှစ်ပြီးတဲ့အလုပ်သမားကိစ္စရင်းနဲ့ပတ်သက်ပြီး6နှစ်ပြည့်ပြီဆိုပါကတရားမဝင်တော့တဲ့အတွက်ပြန်လာမယ်ဖြစ်ကြောင်းစာချုပ်သက်တမ်းက6နှစ်သာရှိတဲ့အတွက်6နှစ်ပြည့်ပါကထိုင်းနိုင်ငံအနေဖြင့်လက်ခံနိုင်မှာမဟုတ်ကြောင်းအလုပ်သမားဖြစ်ချင်တဲ့အကြောင်းအရာတွေကိုသာလုပ်ပေးရမရပဲထိုင်းနိုင်ငံရဲ့ဥပဒေကိုလည်းကြည့်ရမယ်ဆိုပြီးတော့ဒီဦးမျိုးအောင်ကပဲဆက်ပြောထားတာဖြစ်ပါတယ်။ ဒီကိစ္စရနဲ့ပတ်သက်ပြီးတော့ရွှေပြောင်းမြန်မာလို့သမားတွေရဲ့တောင်းဆိုချက်ရနှစ်နိုင်ငံဆွေးနွေးမှုကိုတဲ့ဇန်နဝါရီ၈ရက်နဲ့၉ရက်မှာဆွေးနွေးသွားမှာဖြစ်ပြီးတော့ဇန်နဝါရီ9ရက်နေ့မှာတော့ရွှေပြောင်းလို့သမားများအရေးဖြစ်ရှင်းပေးရဲ့တောင်းဆိုထားတဲ့ဒီအဖွဲ့အစည်းတချို့နဲ့အရင်တွေ့သွားမယ်ပေါ့နော်တွေ့ပြီးတော့မှဒီ၈ရက်၉ရက်မှာထိုင်းနဲ့ဆွေးနွေးမယ်ဆိုပြီးပြောဆိုထားပါတယ်။ထိုင်းနိုင်ငံရောက်တဲ့ရွှေပြောင်းမြန်မာလို့သမားတွေကဗီဇာတက်တန်းတိုးပေးခြင်းမရှိဘဲနဲ့ထိုင်းဆိုရရဲ့ဖန်ဆီးခြင်းကိုခံနေရပါတယ်။ ထိုင်းနိုင်ငံဘန်ကောက်မြို့မှာမြန်မာတန်ရုံးရှိမှ2015ဒီဇင်ဘာ16ရက်နေ့ကဗီဇာကိစ္စဖြည့်ရှင်းပေးဖို့ဆန္ဒပြတောင်းဆိုခဲ့တာတွေရှိခဲ့တယ်။ဒီဇင်ဘာကနေစပြီးသတန်းကုန်အလုပ်သမားတွေကိုဖမ်းဆီးရမှာဆက်ရုံအလုပ်ယုံထိဝင်ရောက်စစ်ဆေးဖမ်းဆီးလျက်ရှိရတဲ့အတွက်ထိုင်းနိုင်ငံရောက်ရွှေပြောင်းမြန်မာအလုပ်သမားတွေနဲ့ရွှေပြောင်းမြန်မာအလုပ်သမားတွေအရေးကူညီဆောင်ရွက်သူတွေကဒီပြောဆိုထားတယ်ဗျာနော်သူတို့အရန်ခက်ခဲဖြစ်နေရဆိုပြီးပြောဆိုထားတာတွေလည်းရှိပါတယ်။ဒီမှာဆက်ပြောထားပါတယ်နောက်ဆုံးပိုင်းမှာ ဗီဇာတက်တန်းကုန်အလုပ်သမားတွေကလေ၄000ခန့်ရှိနေပြီးတော့နောက်နှစ်အတွက်ထပ်မံတက်တန်းကုန်ဆုံးမဲ့သူတွေပါဝင်စုစုပေါင်း3000ခန့်ရှိနေပါတယ်။တချို့ကိုပြန်လည်ရွေးထုတ်ပေးပြီးတော့ဒီထိုင်းရဲ့မြန်မာအလုပ်သမားရေးတွေကိုကူညီပေးစင်ခြင်းနဲ့ဆိုပြီးတော့လည်းဥစောမောင်ပေါ့နော်ဒီအလုပ်သမားရေးဆောင်ရွက်နေသူကလည်းပြောဆိုထားတာဖြစ်ပါတယ်။ဒါကထိုင်းနိုင်ငံမှာမြန်မာတွေပေါ့နော်မြန်မာလူသမားတွေအခက်အခဲဖြစ်ပြီးဒုက္ခရောက်နေရဆိုတဲ့အကြောင်းလေးပါဒါကိုတော့ဇန်နဝါရီ၈ရက်နဲ့၉ရက်မှာနှစ်နိုင်ငံတာဝန်ရှိသူတွေကဆွေးနွေးသွားကြမှာဖြစ်ပါတယ်ဟုတ်ကဲ့ နောက်ထပ်သတင်းတစ်ခုနေရတော့ညီမဒီ daily 11နဲ့ရပဲပေါ့နော်သတင်းလေးတစ်ခုဖတ်ပြကြမှာလေ NLD တာဝန်ရှိသူများနဲ့တဲ့ UNA အဖွဲ့ဝင် SNLD ပါတီတာဝန်ရှိသူတချို့ရန်ကုန်မြို့၌တွေ့ဆုံ၍တဲ့ပြည်တော်စုငင်းကျဲညီလာခံကိစ္စဆွေးနွေးဆိုတဲ့သတင်းလေးပါမြို့သားဒီမိုကရေစီအဖွဲ့ချုပ် NLD တာဝန်ရှိသူများနဲ့တဲ့စီလုံးညီညွတ်သောတိုင်းသားလူမျိုးများမဟာမိတ်အဖွဲ့ UNA အဖွဲ့ဝင် ရှမ်းတိုင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတဲ့တာဝန်ရှိသူတချို့ဟာ ဇန်နဝါရီလ4ရက်မွန်းလွဲ3နာရီဝန်းကျင်ကရန်ကုန်မြို့မှာတွေ့ဆုံဆွေးနွေးခဲ့ကြောင်းသတင်းရရှိသည်တဲ့အဆိုပါတွေ့ဆုံပွဲမှာ NLD ဘက်ကနေပြီးတော့ဦးဝင်းထိန်ဦးထွန်းနှိုဟိန်ဦးနိုင်ငံလင်းတို့ပါဝင်ပြီးတော့ SNLD ပါတီရဲ့ညီပညာအထောက်အကူဖွဲ့ကဦးဆိုင်ကျော်ညွန့်တို့တဲ့တက်ရောက်ပြီးတော့ငင်းကြေးလုံငန်းစဉ်နေပြည်အောင်စုငင်းကြေးညီလာခံကျင်းပရေးကိစ္စနဲ့ပတ်သက်ပြီးဆွေးနွေးမှုတွေပြုလုပ်ခဲ့ရဆိုပြီးတော့နှစ်ဖက်ကိုယ်စားလှယ်များရဲ့ပြောကြားချက်အရာသိရပါဗျ။ဦးဆိုင်ကျော်ညွန့်ကမနှက်ပြန်ကြရင် UPDG စေးမှာအတွင်းရေးမှုအစည်းအဝေးရှိတာကိုတဲ့မင်းပြန်ကြရင်ဘလို့လဲနည်းနည်းတိုင်ပင်ကြတဲ့သဘောပဲရှိတာပါ UNA တခြားအဖွဲ့ဝင်တွေမပါပါဘူးဒါက peace process ကိုတိုင်ပင်တဲ့သဘောပဲရှိတာပါ NLD ဘက်က CIA ဥဝင်ထိန်ပါတယ်ဥထုနှွေရင်တို့ပါတယ်နိုင်ငံလင်းပါတယ်နိုင်ငံလင်းကတော့အတွင်းရေးအဖွဲ့ထဲမှာပါနေတော့တိုင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်ကလည်းသူတို့ဘလော့လုပ်မယ်ပြုမယ်ဆိုတာလာပြောထားတာရှိခဲ့တဲ့နောက်ပြီးတော့အစိုးရဘက်ချမ်းကနေပြီးတော့ဇန်နဝါရီ12ရက်မှာစမဲ့ငင်းချင်းညီလာခံမှာ ဘယ်တိုင်းသာဒီလုံမယ်ဆိုတာအဲ့နီးတွေအစုပြုထားတာတွေတဲ့ရှိနေတော့အဲ့ဒါနဲ့ပတ်သက်ပြီးနည်းနည်းဆွေးနွေးရပါဆိုပြီးတော့သူကပြောဆိုထားတာဖြစ်ပါတယ်။နိုင်ငံရေးဆွေးနွေးမှုညာပြုလုပ်ရန်တဲ့ပြည်ထောင်စုငင်းကြေးညီလာခံကိုယခုဇန်နဝါရီလ12ရက်မှာနေပြည်တော်မှာကျင်းပမည်ဖြစ်ရတဲ့အစိုးရဘက်ကညီလာခံကို9ရက်ကြာကျင်းပရန်လိုလားနေပြီးမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကညီလာခံကို3ရက်တာကျင်းပလိုကြောင်းသိရသည်တဲ့။ တနိုင်ငံလုံးပြည်ရစဲသဘောတူစာချုပ်လက်မှတ်ထိုးထားတဲ့တိုင်းရင်းသားလက်နက်ကိုင်ဖွဲ့များမှကိုယ်စားလှယ်များနဲ့တွေ့ဆုံရင်လည်းရည်ရွယ်ချက်ရှိတယ်ဆိုပြီးတော့ဦးဝင်းထင်ကပြောပါတယ်။ဒုတိယသမ္မတဒေါက်တာဆိုင်းမောင်ခန့်ဥက္ကဋ္ဌအဖြစ်တာဝန်ယူပြီးတော့ပြည်အောင်စုဝင်ကြီးများဒုတိယဝင်ကြီးများဖြစ်ဖွဲ့စည်းထားတဲ့ပြည်အောင်စုငင်းချင်းညီလာခံကျင်းပရေးဗဟိုကော်မတီရဲ့ပထမအကြိမ်ဖြီးနိုင်စည်းဝေးကိုတဲ့ဇန်နဝါရီ၁ရက်ကသမ္မတရုံးဝင်ကြီးဌာနမှာကျင်းပခဲ့ရာဒေါက်တာဆိုင်းမောင်ခန့်က ီလာကန်ကိုဇန်နဝါရီစနေနေ့နေ့ကနေပြီးတော့ဇန်နဝါရီ16ရက်အထိကျင်းပသွားပြီဆိုပြီးတော့ပြောကြားခဲ့တယ်ဆိုပြီးတော့ဒီက Daily Eleven နေပြီးတော့ဖော်ပြထားတာဖြစ်ပါတယ်ဟုတ်ပါတယ်ဒါကတော့နိုင်ငံရေးဆွေးနွေးပွဲပေါ့နော်ဟုတ်ကဲ့နိုင်ငံရေးဆွေးနွေးပွဲသူတို့သတ်မှတ်ထားတာကပြည်သူ့ညီညာရေးညီလာခံပေါ့နော်အဲ့ဒါကိုဇန်နဝါရီ12ရက်နေ့ကနေပြီးတော့ဒီအစိုးရပကံ9ရက်တာလုံးမှာပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့သူတို့ ဒီဝေဖန်မှုတွေလည်းရှိနေတယ်။ဒီမှာသူတို့ဖိတ်ထားတာက ship ဖွဲ့ပေါ့နော်။ဒီလိုလက်မှတ်ထိုးထားတဲ့ ship ဖွဲ့နဲ့ပဲဆွေးနွေးမယ်။ကျန်တဲ့သူတွေကဧည့်သည်အနေနဲ့ပဲတက်ကြမယ်ဆိုတဲ့အခြေအနေပေါ့နော်။ကျန်တဲ့သူတွေကဝင်ဆွေးနွေးခွင့်မရှိတဲ့အခြေအနေဖြစ်နေတဲ့အတွက်အော်နိုင်ငံရေးလောကထဲမှာတက်မဲမတက်ဘူးလုပ်နေတဲ့အခြေအနေတွေလည်းရှိပါတယ်။ဒါကတော့ဒီ UND က SND အဖွဲ့ဝင်ပေါ့နော်။သူကဒီ NLD နဲ့သူဒီကိစ္စကိုဆွေးနွေးတာဖြစ်ပါတယ်ရှင့်။ NLD ဘက်ကတော့ဒီ 3ရက်ပဲလှုပ်ဆဲခြင်းတဲ့သဘောထားလည်းရှိနေရဖြစ်ပါတယ်။ဟုတ်ကဲ့နောက်ထပ်ဒီ7နေ့ကတည်င်းတခုပေါ့နော်ဒါကတော့ဒီဒီတရားဥပဒေစုမိုးရေးမရှိတဲ့အတွက်ပေါ့နော်ဒီရိုင်းနှက်မှုတွေကဒေတာတိုင်းမှာဖြစ်နေတယ်ပေါ့နော်နေရာတိုင်းရန်ကုန်မှာအဖြစ်အများဆုံးပါပဲဒါကတော့မရန်ကုန်မှာဖြစ်တဲ့တည်င်းလေးတခုပါ။ မှာပါပြောထားတဲ့ဆိုလို့ရှိရင်မယန်းကုန်းမှာအမျိုးသား၃ဦးကတဲ့အမျိုးသမီး၃ဦးကိုဒုံးနဲ့ရိုက်နှက်ပြီးတော့လူရက်တယ်ဆိုတဲ့တဲ့မှာမယန်းကုန်းမြို့နယ်အလုံးကပြန်လာတဲ့အမျိုးသမီးကိုတဲ့စိုက်ကယ်စီးလာတဲ့အမျိုးသား၃ဦးကဒုံးနဲ့ရိုက်နှက်ပြီးတော့လက်ကင်ဖုန်းနဲ့ပတ်စံရေးကိုလူရက်ခဲ့တာဖြစ်ပါတယ်ဇန်နဝါရီ3ရက်9ခုနှစ်နိုင်မှာအသက်25နှစ်အရွယ်တဲ့အမျိုးသမီးတဦးအလုကပြန်လာတဲ့ချိန်စိုက်ကယ်စီးနှင်းလာတဲ့အမျိုးသား၃ဦးက9ရက်ကွယ်ဘေးနားတက်လန်းထိတ်ကနေရက်ဆောင်ပြီးတော့ဒုံးနဲ့ရိုက်နှက်ပြီးတော့ က်ကင်ဖုန်းနဲ့ပတ်စံအေးတွေကိုလူရက်ခဲ့ဆိုပြီးမယန်းကုံမြို့မရဲစခန်းကပြောဆိုထားတာဖြစ်ပါတယ်။ကောင်မလေးကအိမ်ပြန်တဲ့သူ့အိမ်ကိုဖုံးဆက်နေတော့ခေါင်းကိုဒုံနဲ့ရိုက်ပြီးလူသွားတယ်တဲ့။လဲကျသွားတော့ပါလာတဲ့ပတ်စံအေးကိုထတ်လူတယ်။ပဝင်းချင်းကလူတွေကလိုက်တော့စိုက်ကဲစီးပြီးထွက်ပြေးသွားတယ်ဆိုပြီးတော့ပြောဆိုထားပါတယ်။လူရမွကျူးလွန်ခဲ့တဲ့မြူသားသုံးကိုတော့ရက်ွက်နေပြည်သူတွေကလှဲ့ကင်းရဲတပ်ဖွဲ့နဲ့လိုက်လဲဖမ်းဆီးတဲ့အခါမှာ ဆိုင်ကယ်စီးသူ၃ဦးကတဲ့လမ်းဘေးရေမြောင်းအတွင်းမှာပြုတ်ကျပြီးတော့လူရက်သူ၃ဦးနဲ့တဦးကိုဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။လက်ရှိချိန်မှာတော့၂ဦးကလွတ်နေတဲ့အခြေအနေပေါ့နော်။ဦးကောင်းဘူတုံးနဲ့ရိုက်နှက်လူရက်ခံရတဲ့အမျိုးသမီးကိုတော့တဲ့မြောက်ကလာစေးရုံမှာအတွင်းလူနာပေါ့နော်။ဒါပေမဲ့မစိုးရင်ရတဲ့အခြေအနေနဲ့ဒီသူတရားကူတာမှုခံယူနေပေါ့နော်ဖန်းစီခံထားရသူကအောင်သက်18နှစ်ပဲရှိသေးတာပါသူ့ကိုတော့ဒီမရဲကုန်းမြို့မှာရဲစမ်းကပြစ်မှုပုံမှန်364နဲ့အမှုဖွင့်ထားတယ်ဆိုပြီးပြောဆိုထားပါဗျ အခုဒီလူရမှုတွေကိုကြည့်မယ်ဆိုလို့ရှိရင်အသက်16 18ပေါ့နော်လူငယ်လေးတွေလည်းများတယ်ဒီလိုအုပ်စုဖွဲ့ပြီးတော့လူရက်မှုတွေလည်းများနေတဲ့အချိန်တွေပါဒါကတော့တရားဥပဒေစိုးမိုးရေးနဲ့ပတ်သက်ပြီးတော့ဂရုတစိုက်လောက်ကမဲ့အခြေအနေတစ်ခုဖြစ်ပါတယ်ရှင်ဒီနောက်ဆုံးအနေနဲ့ပေါ့နော်ညီမတို့ဒီကတွန်းဖတ်ပြတဲ့အစီအစဉ်မှာပေါ့နော်ဒီ11လဲကစာမျက်နှာ8မှာပါတဲ့ကတွန်းလေးပေါ့နော်ဒီမှာကတော့ပေါ့နော်လူကြီးတယောက်ကနေပြီးတော့သူကတွန်းလဲတစ်စီကိုတွန်းသွားတာပေါ့အဲ့ဒီတွန်းလဲမှာဒီ line ကြီးဆိုပြီးပတ်စံတွေအများကြီးလဲထည့်ထားတာကိုတွေ့ရတယ်အဲ့ဒီမှာသူကပြောထားတာတော့ ဘသူသမရဖြစ်ဖြစ်အရေးမကြီးဘူးတဲ့။ငါရက်ွက်အုပ်ချုပ်ရေးမှုပြန်ဖြစ်ဖို့ပဲအရေးကြီးတယ်ဆိုပြီးတော့ဒါဟိုပေါ့နော်ကတွန်းဆရာကနေပြီးတော့တရုပ်ဖော်ထားတာပါရှင်။ဟုတ်ကဲ့ဟုတ်။အခုလက်ရှိကလည်းဒီရက်ွက်အုပ်ချုပ်ရေးမှုတွေအစိုးရတက်တန်အတိုင်းပဲပေါ့နော်ပြန်လည်ရွေးချယ်ရမယ့်အချိန်နေရှိနေပြီ။အဲ့ချိန်မှာဒီကတွန်းကလည်းသူရက်ွက်အုပ်ချုပ်ရေးမှုတွေမတမာလောက်တဲ့လူတွေရှိရပေါ့နော်။အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့ဘသူသမရဖြစ်ဖြစ်မဖြစ်ဖြစ် သူအုတ်ချုပ်ရက်ကွက်ရက်ကွက်အုတ်ချုပ်ရမှုပြန်ဖြစ်ဖို့ပဲအရေးကြီးတယ်ဆိုတော့ဒီရက်ကွက်ထဲမှာဖြစ်နေတဲ့ကိစ္စတွေလည်းအများကြီးရှိနေပါတယ်အဲ့ဒါကိုတော့ဒီကာတွန်းဆရာကပုံဖော်ထားတာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါဒီကာတွန်းလေးနဲ့ပဲဒီနေ့ထွက်ရှိလာတဲ့သတင်းစာတွေကစိတ်ဝင်စားဖို့ရသတင်းတွေကိုတင်ဆက်ပေးခဲ့တယ်သတင်းစာပေါ်ကဖတ်ဆရာများစီစဉ်ကိုဒီမှာပဲရှင်းလိုက်ပါတယ်ဒီ video ကိုကြည့်ရှုအားပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်